ကမ္ဘာကျော်ဂိုးကလာပွဲကိုပထမဦးဆုံးမြန်မာနုပညာရှင်အနေနဲ့တက်ရောက်ခွင့်ရခဲ့တဲ့ပန်းရောင်ချိန်ကမ္ဘာကျော်ဂိုးကလာပွဲကြီးကိုပထမဦးဆုံးမြန်မာနုပညာရှင်အနေနဲ့တက်ရောက်ခွင့်ရခဲ့တာကတော့တရုတ်ဆောင်ဆိုတော့ပန်းရောင်ချိန်ဖြစ်ပါတယ်ဂိုးကလာဆိုတာကတော့အာရှပစိဖိတ်နိုင်ငံတွေကအနုပညာရှင်တွေထူးချွန်ထက်မြက်ထင်ရှားသူများကိုအကုန်ပြုတဲ့အခမ်းအနားတစ်ခုဖြစ်ကနှင့်စင်ကျင်းပလေးရှိတဲ့ပွဲတစ်ခုဖြစ်ပါတယ်အထူးသဖြင့် Gold House ဟုခေါ်သောလူမှုကြိုးပြုဖွဲ့စည်းကဥဆောင်ကျင်းပခဲ့တဲ့ပွဲဖြစ်ကဒီပွဲကိုအာရှပစိဖိတ် မက်ဂလာဟုလည်းခေါ်ဆိုကြပြီးယဉ်ကျေးမှုဖန်တီးမှုဤပညာအမှုပညာနှင့်လူမှုရေးလှုပ်ရှားမှုများမှာအရေးပါသောပုံကုံများကိုဂွန်ပြုရဲပွဲပါဒီလိုပွဲမျိုးကိုတော့ခရိုင်းနှစ်တွေမှာမြန်မာနိုင်ငံကအမှုပညာရှင်တွေကတက်ရောက်တာမျိုးမတွေ့ရပါဘူးအခုနှစ်မှာတော့နမေကြီးဆိုတော့ဂရီဟန်ရဲ့သမီးအစိုးရရုပ်ရှင်သရုပ်ဆောင်ပန်းရောင်ချေကထူးခြားခြားတက်ရောက်ခဲ့တာကိုလည်းတွေ့ရပါပြီဂိုးဂလာပွဲမှာတော့ပန်းရောင်ချေဟာမြမရွာဝစ်ဆောင်လေးနဲ့ဝစ်စင်ကတက်ရောက်ခဲ့ပြီးတော့ကိုရီးယားနိုင်ငံကနမေကြီးအမှုပညာရှင်တွေနဲ့တွေ့ဆုံခဲ့ရတာကိုလည်းတွေ့ရပါပြီပရိသတ်တွေကတော့ပန်းရောင်ချေက အခုလိုကိုကလာပွဲတရားခွင့်ရလို့ဝမ်းသာနေကြတာပါအခြားတစ်ပတ်မှလည်းပန်းအောင်ချေအားကွမ်းနေတဲ့ fashion နဲ့ကဘာကျော်ပွဲတက်ခဲလို့ဝေဖန်ခံရပါပြီဒါပေမဲ့လည်းပန်းအောင်ချေအားကိုမြန်မာဝတ်စုံလေးကိုတန်မိုးတာဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ကိုကလာပွဲကိုတရားခွင့်ရတဲ့ပထမအဦးဆုံးသောမြမအနုပညာရှင်ဖြစ်မှတ်တမ်းဝင်သွားခဲ့တာကိုတွေ့ရတာပဲဖြစ်ပါတယ်